အီလွန်မတ်စ်နဲ့ဒေါ်နယ်ထရန့်တို့ရဲ့ကွဲပြားတဲ့ခီးတော်နေကဘောဘောကအချမ်းသာဆုံးလူသိအများဆုံးဩဇာရှိဆုံးတွေကသူတို့ဘဲသွားသွားပါလို့လို့အွန်လိုင်းကဆွဲလန်းသူတန်ပေါင်းများစွာရဲ့ခြေရာခံခြင်းကိုခံနေကြရပါပြီ။တတိယအများကြီးရှိတဲ့အထဲမှာမှဒေါ်နယ်ထရန့်နဲ့အီလွန်မတ်စ်တို့နှစ်ယောက်ကိုလူတွေကပူပြီးတော့စိတ်ဝင်စားကြတာပါ။သူတို့ကပွဲစုအောင်လုပ်တဲ့နေရာမှာလည်းထူးချွန်ကြပါတယ်။လူသိများမှုကိုလည်းကောင်းကောင်းကြီးကောင်မှအတုံးချနေကြတဲ့တွေပါ။ ဒါပေမဲ့လည်းတယောက်ကတော့သူ့ရဲ့ခီးစဉ်တွေကိုလှုပ်ဝက်နိုင်သမျှလှုပ်ဝက်ထားကြပါတယ်။နောက်တစ်ယောက်ကတော့ပြောင်းမြန်မှာဒီနေ့လိုနီးပညာတွေတိုးတက်လာတဲ့ခေတ်မှာဒီနေ့အောက်အတွက်ကလည်းသွာလာရတာကမလွတ်လပ်တော့ပါဘူး။ဒီလိုမျိုးလူတွေအာယုံစိုက်တာခံကြရတဲ့တတိယယောက်ကတကဘာလုံးကမတိရလေအောင်ဘယ်လိုများလှုပ်ဝက်ပြီးခီးသွားကြမှာလဲသူတို့ရဲ့လှုပ်ဝက်ချက်တွေကရောထင်ထားခဲ့တယ်လို့အစဉ်ပြေးရလားအဲ့ဒီရဲ့ဖြေတွေကိုတော့ဒီရဲ့ဗီဒီယိုလေးကိုဆက်ကြည့်ရင်တွေ့ရပါလိမ့်မယ်အရင်ဆုံးအနေနဲ့ကတော့ဒီပညာတတိယကြီး Elon Musk နဲ့ပဲဆက်လိုက်ချင်ပါတယ် အီလွန်မတ်စ်ကျတော့လူဝဲရေးအတွက်ဆိုရင်တော့ငွေကိုစိတ်ကြိုက်သုံးနိုင်နေတာပါသူ့ရဲ့ဖြေကမြေပြင်အထက်ပေ3000ခွဲလောက်မှာပြန်တန်းနိုင်တဲ့သူ့ရဲ့လေးနေပေါ်မှာမူတည်နေကြတာပါအဲ့ဒီလေးနေကဇိန်ခံဖို့တတ်တန်ဖို့ပါဘူးကပဘောကစောင်းကြည့်မှုအားလုံးအနောက်ရှက်အားလုံးအနီရီအားလုံးကိုကာကွယ်ပေးထားတဲ့ကောင်းကင်ခန့်တက်ကြည့်လို့ပါပဲဟုတ်ပါတယ်အီလွန်မတ်စ်ရဲ့အကြိုက်ဆုံးလေးရင်ကြီးကိုပဲကြည့်လိုက်ပါလေးရင်အတွက်ဒေါ်လာ1000ဆိတ်လောက်ကမှတုံးဆွဲထားကြတာပါ Gastrin G650 ER လို့ခေါ်တဲ့ဒေလီအင်ဂျီကတာမန်ပုတ်ကလီကချက်လီရင်တော့ဟုတ်နေခဲ့ပါဘူး။ကဘာချန်သားဆုံးတထေးတယောက်ရဲ့ပိုင်းဆိုင်မှုနဲ့လိုက်ဖက်ညီတဲ့ဆွမ်းဆောင်ရည်တွေကရှိနေကြတာပါ။အဒီယလီယင်ကမိုင်9500လောက်ကိုစီမဖြည့်ပေနဲ့0.925 match နှုန်းနဲ့ပြန်တန်းနိုင်တာပဲဖြစ်ပါရည်။အဒီယရှင်ကအရက်သားလေးနေတဲမှာဆိုရင်တော့အတော်လေးကမှမျက်လုံးနယ်လို့ပြောရမှာဖြစ်ပါရည်။ ထင်သာမြင်သာရှိအောင်ပြောမယ်ဆိုရင်တော့ Elon Musk ကတက်ဆက်ပြီးနေ။ Austin ကနေလေးအမောတက်ပြီးတော့ခဏလောက်နားလိုက်တာနဲ့နိုင်နေငယ်မှာပဲဂျပန်နိုင်ငံတိုချိုကိုရောက်ရှိသွားခဲ့မှာဖြစ်ပါတယ်။ Elon Musk အတွက်ကတော့ဒီလေးအမောမှာနေရတာကကိုယ်ဝန်ကိုရလူမျိုးပဲခံစားနေရမှာဖြစ်ပါတယ်။လေးနဲ့မှဆိုရင်လည်းအိတ်ခန်းတွေမိဖို့ကြောင်းနေအစည်းဝေးခန်းတွေတောင်မှပါနေခဲ့ပါသေးတယ်။ဖြောပြေးအိတ်ခန်းလေးတောင်မှထိထားခဲ့ပါသေးတယ်။လေးအမောကနေအလုံးလုံးချင်းနေဆိုရင်လည်းလှုပ်လို့ရနေကြတာပါ။ အဲ့လိုမျိုးကနမဲကြီးတတော်များများရဲ့လေးအနေမှာလဲထဲသွင်းထားကြတာဖြစ်ပါတယ်။တယောက်ချင်းနဲ့တယောက်ကတော့ကွေးပြားဓာရီကတော့ကွေးပြားနေမှာဖြစ်ပါတယ်။နမဲကြီးတွေမလုံချင်တဲ့နောက်ထပ်ကိစ္စတစ်ခုကတော့သူတို့ရဲ့လေးရင်ဘဲကိုသွားနေလဲဆိုတာကိုတာမန်လူတွေကစစ်ဆေးလို့ရနေတဲ့ကိစ္စပါပဲ။ဒီဘက်ကတွေ့မှာဆိုရင်တော့ flight tracking website တွေကပို့ပြီးတော့မှအဆင်မြင်လာခဲ့တာပါ။တတိယတွေရဲ့လေးရင်နဲ့ဆိုင်တဲ့အချက်လက်တွေကိုနည်းနည်းတိထားလိုက်တာနဲ့ဘဲကိုသွားနေတာလဲဘဲကိုရောက်နေပြီလဲဆိုတာကိုဓာတ်ရိုက်စောင့်ကြည့်လာနိုင်ခဲ့တာပါ။ ပြောမယ်ဆိုရင်တော့ Elon Musk ဆိုတဲ့ပုဂ္ဂိုလ်ကလည်းတော်တော်လေးကမှအငင်းပွားစရာကောင်းတဲ့လူတစ်ယောက်ပါသူကလေးစားအားကြရတဲ့လူတွေကရှိကြတယ်လို့သူကမြင်ကတ်တဲ့လူတွေကလည်းရှိကြပါတယ်နောက်ဆုံးခွင့်ရရတာနဲ့အန်ဒီရဲ့ဘေးမဲ့သူတွေတက်ပြက်မယ်လို့ချင်းချောက်တဲ့ကိစ္စတွေကလည်းရှိနေကြတာပါအဲနောက်ကြောင့်မလို့လေကိုဘယ်သွားနေလဲဘာလုပ်နေလဲဆိုတာကိုလူတွေသိနေတဲ့ကိစ္စက Elon Musk တို့လိုလူတွေအတွက်ကတော့အဆင်ပြေမနေကြပါဘူးအဲဒါကြောင့်မလို့လေသူတို့လိုတထေးတွေက FFA ရဲ့အစီအစဉ်တစ်ခုကိုအတုံးချရတာပါအဲ့ဒီအစီအစဉ်ကို PIA လို့ခေါ်ပါတယ် အဒီစနေရဲ့လှုပ်လှုပ်ပုံကိုအတူချုံပြီးတော့ပြောပြရမယ်ဆိုရင်တော့သူ့ရဲ့နာမည်ပေါက်ဂျဲလီယင်ကြီးကိုအမီဝက်နဲ့တွာလာစေတာပဲဖြစ်ပါတယ်။လေချောင်းစောင့်ကြည့် website တွေကနေကြည့်လိုက်မယ်ဆိုရင်တော့လေရင်ပြန်တန်းနေတာကိုတွေ့ရပါလိမ့်မယ်။ဒါပေမဲ့လည်းအဲ့ဒီရဲ့လေရင်အချက်လက်တွေကိုကြည့်လိုက်မယ်ဆိုရင်တော့ရိုင်းနံပါတ်တစ်ခုဖြစ်နေမှာဖြစ်ပါတယ်။အဒီရဲ့နာမည်ကိုစစ်ကြည့်လိုက်မယ်ဆိုရင်လည်းပန်ရှင်နဲ့ဆက်ဆက်နေတဲ့အချက်လက်တွေကပေါ်လာမှာတော့ဟုတ်မနေခဲ့ပါဘူး။ Elon Musk က DS စနစ်ကို2020မှာစပြီးတော့အသုံးပြုခဲ့တာဖြစ်ပါတယ်။ 2024ခုနှစ်ထဲမှာလည်းအဒီအစနစ်ကို18ကြိမ်လောက်အသုံးပြုခဲ့ရတာပါပြောရမယ့်ဆိုရင်တော့သူတို့လိုလူတွေအတွက်ကတော့ခီးစင်တိုင်းကလိုအပ်ထားတဲ့မာရီအချို့ခီးစင်တွေကြတော့လေအနေရရှိလို့ဆိုတာထက်ဖြူအမြောက်ဆွေးနွေးစရာတွေရှိတာရီကြိမ်ပုံးခုတ်လုဆရာမျိုးတွေရှိနေလို့ပဲဖြစ်ပါရီဥပမာပြောရမယ့်ဆိုရင်တော့ XAI ရဲ့ဉာဏ်အထုအစည်းအဝေးသွားတဲ့ပွဲတွေ Tesla နဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ခီးစင်တွေမှာလေသူ့ရဲ့ခီးစင်ကိုကွဲဝက်ထားခဲ့တာဖြစ်ပါရီ ဒီလိုပြောလို့ FFA ရဲ့စနစ်ကိုယူသုံးလိုက်ရင်အမြဲလိုအပ်နိုင်မှာလားဆိုတော့လည်းမဟုတ်ပြန်ပါဘူး။ဒီပညာကျွမ်းကျင်တဲ့သူက software တွေနဲ့သူတို့ရဲ့ခီးစဉ်ကိုလည်းထောက်လန်းနိုင်ပါသေးတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကြရထားခဲ့တဲ့အဖြစ်အပျက်တွေကလည်းရှိနေကြတာပါ။အထင်ရှားဆုံးကတော့ Jeff Sweeney ဆိုတဲ့ကိုလိပ်ကျောင်းသားလေးနဲ့ဖြစ်ပျက်ခဲ့တဲ့ပြဿနာတစ်ခုပါ။အဒီရဲ့ကြောင်းသားလေးကလူမှုကွေရဲ့မှာ Elon Jack ဆိုတဲ့ account တစ်ခုကိုဖွင့်ပြီးတော့ Elon Musk တော်သမားခီးစဉ်တွေကိုတောက်လျှောက်ဖော်ထုတ်နေကြတာပါ။သူကခီးစဉ်ကိုဖော်ထုတ်ဖို့အတွက် software တစ်ခုကိုလည်းတောင်းခဲ့ပါရီ အဲဒါကြောင့်မလို့ FFA ရဲ့စနစ်တွေနဲ့ပိတ်ထားလည်းမထီအောင်ခဲ့ပါဘူး။အဲဒီတုန်းက Elon Musk ကသူ့ရဲ့ခီးစဉ်တွေကိုခွဲဝက်ထားပေးမယ်ဆိုရင်တော့ဒေါ်လာဘလောက်ပေးမယ်ဆိုပြီးစီယုံခဲ့တာတွေကလည်းရှိခဲ့ပါရီ။ဒါပေမဲ့ဟိုဘက်ကလက်မခံခဲ့ပါဘူး။နောက်ဆုံး Elon Musk က Twitter ကိုဝယ်လိုက်တဲ့အချိန်မှာအဲဒီ account ကိုအရင်ဆုံးဖျက်ပစ်ခဲ့တာပါ။အဲဒီနောက်ပိုင်းမှာဆိုရင်တော့ Elon Musk ကိစ္စကလည်းအေးစိစိပြန်ဖြစ်သွားခဲ့ပါရီ။အလုံများတဲ့ဘီလီယံနာတထေးကြီးအတွက်လေရင်ခီးစင်တွေဆိုတာကရှောင်လွှဲလို့မရတဲ့ကိစ္စတစ်ခုပါပဲ ။ Elmas လို့နီးပညာကုမ္ပဏီတွေကိုဥဆောင်ထားတဲ့ဒုတိယ address ဆိုရင်တော့ပိုလို့တော့မှဆိုပါသေးတယ်။သူက2024တနှစ်ထဲမှာပဲလေးနဲ့ခီးသွားရတဲ့အကြိမ်ပေါင်းက355ကြိမ်ကိုရှိခဲ့တာပါ။လေးထဲမှာကုန်ခဲ့တဲ့အချိန်တွေက880တနိုင်လောက်ကိုမှရှိခဲ့ပါတယ်။အဲ့ဒါကရင်းနဲ့တွဲကြည့်လိုက်မယ်ဆိုရင်တော့36ရက်ကျော်လောက်ကိုလေထဲမှာနေခဲ့ရတဲ့သဘောပါပဲခီးစဉ်ကြောင်းရတွေကလည်းမျိုးစုံအောင်ကိုမှရှိနေကြတာပါ ပြင်သစ်အိုလံပစ်ပွဲတော်သွားတာတွေပါတယ်လို့ Starlink Internet ကိစ္စနဲ့ Indonesia ကိုသွားတာအခြားစီးပွားရေးကိစ္စတွေအတွက်နိုင်ငံသားကိုခီးသွားတာနောက်ပြီးတော့ Donald Trump နဲ့တပူပူတဲတဲရှိနေတုန်းက Florida ကိုသွားတာစသဖြင့်အများကြီးပဲဖြစ်ပါတယ်။အဲ့ဒီတွေ Elon Musk ကအခြားအရန်လေယာဉ်နှစ်စီးကိုလည်းစီစဉ်ထားရပါတယ်။နောက်ပြီးတော့အဲ့ဒီရဲ့လေယာဉ်တွေကိုလည်းအလုတ်ကောင်းစင်အတွက်ခွဲပြီးတော့သုံးတာမျိုးတွေကလည်းရှိနေကြတာပါ။ဥပမာအဖြစ်ဆိုရင်တော့ Tesla နဲ့တက်ဆိုင်တဲ့ကိစ္စတွေဆိုရင်တော့ဘယ်ရဲ့လေယာဉ်ကိုသုံးမယ် စပိန်နဲ့တက်ဆိုင်တော့ဘေးရလင်းကိုသုံးပဲစသဖြင့်ခွဲခြားထားတာမျိုးတွေပဲဖြစ်ပါတယ်။ဒီကြားရင်းကမှသူက Gulfstream G700 ဒစီးကိုလည်းအသေးဆက်ဆက်ကမှထပ်မထားခဲ့သေးတာပါ။အဒီရလင်းကဒေါ်လာ88တန်းလောက်ကုန်ကျမယ်လို့ခန့်မှန်းထားခဲ့ပါတယ်။စီမဖြစ်ပေနဲ့မိုင်ပေါင်း8950လောက်ကိုလည်းပြန်တန်းနိုင်မှာပဲဖြစ်ပါတယ်။စိန်ခိုင်ဧရိယာတွေကတော့လက်ရှိပိုင်းဆိုင်ထားတဲ့လိန်အားလုံးထက်ပိုပြီးတော့အဆင်မြင့်မှာဖြစ်ပါတယ်။ အဲဒါကြောင့်ပြန်ပြီးတော့ခြုံငုံပြောပြရမယ်ဆိုရင်တော့ Elon Musk ရဲ့နိုင်ငံခြားခီးစဉ်တွေကလုံခြုံမှုကိုလည်းဦးစားပေးထားပါရီ။ဒီပါတီတန်တထေးကြီး PP ဈေးကြီးတဲ့လေရင်ကိုပဲစိန်ကြောဆုံးဖြစ်အောင်လေတုံးဆွဲထားခဲ့တာပါ။ဒါပေမဲ့အဲ့ဒီရဲ့လေရင်ဒီမှာလည်းပြောစရာချက်တွေကရှိနေကြတာပါ။အဲဒါကတော့ Carbonite Oxide အရန်ထုတ်တဲ့ကိစ္စပါ။၂၀၁၄မှာပဲ Elon Musk အသုံးပြုခဲ့တဲ့လေရင်ကနေ Carbonite Oxide ကတန်ချိန်၄၀၀၀လောက်ကိုမှထုတ်လွှတ်ခဲ့တယ်လို့အဖွဲ့အစည်းတွေဘက်ကထောက်ပြကြပါရီ။ ဘာလို့ဒီလိုထောက်ပြနေရတာလဲဆိုရင်တော့ Tesla ကားတွေကြောင့်မလို့ပဲဖြစ်ပါတယ်။ Elon Musk က Tesla ကားတွေကမိကုံးမထွက်ပဲနဲ့တဘဝပတ်ဝန်းကျင်ညဉ့်ဉန်းမှုကိုရှော့ချပေးနိုင်တယ်လို့မကြာခဏထုတ်ပြောခဲ့လို့ပဲဖြစ်ပါတယ်။အဲဒါကြောင့်မလို့ပဲသူ့ရဲ့အပြောင်းနဲ့သူ့ရဲ့လောက်ရက်ကမကန့်ညီဘူးဆိုပြီးတော့အချို့တွေကဝေဖန်နေကြကြတာပါ။ဒါပေမဲ့လေစီလိုအပေါက်ရှာပြီးတော့အပြစ်ကြံဖန်ပြောနေကြတဲ့သူတွေကို Elon Musk ကတော့သူ့ရဲ့ထုံးစံအတိုင်းပဲဥပိ္ပခပြုထားခဲ့လိုက်ပါတယ် အီလွန်မတ်ခ်ရဲ့မိတ်ဆွေအောင်ကြီးတမရထရန့်ရဲ့ခီးသွွာလာမှုပုံစံကတော့လုံးဝကုန်မကွဲပြားနေကြတာပါ။အီလွန်မတ်စ်ကတော့လုံခြုံရေးနဲ့လိုအပ်ရေးကိုလည်းဦးစားပေးပေမဲ့ထရန့်ကတော့စိန်ချဖို့ဘရန်တီဆောက်ဖို့နာမည်ကြီးဖို့ကိုပို့ပြီးတော့ဦးစားပေးနေခဲ့ပါတယ်။တမရဖြစ်လာတဲ့အချိန်မှာအစိုးရပိုင်ရှင်တွေကိုလည်းရောရက်သုံးဆွဲလို့ရသွားကြတာပါ။ပြောမယ်ဆိုရင်တော့ထရန့်ရဲ့လေရင်ကိုတော့ပြန်တန်းနေတဲ့နန်းတော်ကြီးလိုတော့မှတင်စားကြပါတယ်။အဲ့ဒီအကြောင်းလေးကိုပြည့်စုံအောင်ပြောရရင်1950ပြည့်နှစ်လွန်နေ့တွေကိုပြန်ပြီးတော့တွေ့ရပါလိမ့်မယ်။ ဲ့ဒီတော့ငါထရန့်က Roll Rack စိန်ခံကားရီနဲ့ပွဲခံခဲ့မှုပါတယ်။1980ရောက်တော့လေ Gardiless ကားရှိကြီးတွေ Sikorsky ရဲ့ယာဉ်တွေကိုလည်းထုတ်ကြွားခဲ့တာပါ1989နဲ့1992ခုနှစ်တွေအတွင်းမှာတော့ရွှေရောင်သုံးဆောင်တွေပါတဲ့ Boring 727လေးရင်16စီးပါဝင်တဲ့ Trunk Shatter ဆိုတဲ့လေကြောင်းလိုင်းဖွင့်ပြီးတော့ Lyric ကိုလည်းအံဝေါ်သွားစေခဲ့တာပါအဲ့ဒီအနောက်ပိုင်း Trunk ကလေးနဲ့ပတ်သက်ပြီးပို့ပြီးတော့ဆွဲလန်းလာခဲ့ပါတယ်1998ခုနှစ်လောက်ရောက်တဲ့အချိန်မှာ Boring 727အသစ်တစ်စီးကိုဝယ်ပြီးတော့ Truffle 1လို့နာမည်ပေးလိုက်တာဖြစ်ပါတယ်။2017ကိုရောက်တဲ့အခါမှာ Microsoft ကုမ္ပဏီကိုပူရဲတီထောင်ခဲ့တဲ့ Paul Allen C ကနေ Boring 757 disease ကိုလည်းဝယ်ပစ်ခဲ့ပါတယ်။ပြီးတော့အဲ့ဒီရဲ့လေးနေကိုရွှေရောင်အတုံးဆောင်တွေအကောင်းစားအီတလီတရေတွေနဲ့ခန်းခန်းနာနာထဲထဲဝါဝါကိုမှပြင်ဆင်ခဲ့ပါတယ်။အဲ့ဒီရဲ့နောက်ပိုင်းလေးခီးစဉ်ရှိတိုင်းအဲ့ဒါကိုပဲထုတ်သုံးတာဖြစ်ပါတယ်။နောက်ပိုင်းမဲဆွဲပွဲရီမှာဆိုရင်တော့မှသူ့ရဲ့လေးရင်ကြီးကိုလည်းထုတ်ကြွားခဲ့သေးတာပါ။ ထရန်ကလေးအနေနဲ့ပတ်သက်လာခဲ့မယ်ဆိုရင်တော့အရန်ကြီးကမှဆွဲလန်းတာကြောင့်အငင်းပေါ်စရာတွေဖြစ်ရတဲ့ကိစ္စတွေကလည်းရှိပါတယ်။တမရဖြစ်လာတဲ့အချိန်မှာတော့ကိုပိုင်လင်းရင်ပြဲ F1 ကိုလည်းစိတ်ကြိုက်စီးနင်းခွင့်ရသွားခဲ့ပါပြီ။နောက်ပြီးတော့ဒီ2025ခုနှစ်မေလမှာလည်းကာတာကသူ့ကိုဒေါ်လာ200ကျော် Boring 747တစ်စီးကိုလည်းလက်ဆောင်ပေးကြတာပါ။အဲ့ဒီအလီယန်ကသူ့ရဲ့ကိုပိုင်လင်းရင်ထက်လေးပို့ပြီးတော့ကြီးပါရီ F1 ထက်လေးပို့ပြီးတော့ကြီးပါရီ ိန်ခံတုံးဆောင်တွေကလည်းပို့ပြီးတော့အဆင့်မြင့်ပါတယ်။ဒါပေမဲ့လည်းတမရတာဝန်ထမ်းဆောင်နေတဲ့အချိန်တုန်းမှာဒီလိုလက်ဆောင်မျိုးလက်ခံလို့ဆိုပြီးနိုင်ငံခြားဩဇာလွှမ်းမိုးမှုနဲ့အကျိုးစီးပွားပရိပခဆိုတဲ့ခေါင်းစဉ်တွေနဲ့ဝေဖန်ခံခဲ့ရတာပါ။ပို့ဆိုချင်တော့ trend ကအဲ့ဒီလေးင်းကိုအဆင့်မြင့်တင်ဖို့အစိုးရပတ်စံကိုအသုံးပြုဖို့စီစဉ်ခဲ့ရတဲ့ဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။လက်ရှိအချိန်မှာတော့ပြဿနာမဖြစ်နိုင်ပေမဲ့ trend တမရအဖြစ်ကဆင်းသွားတဲ့အချိန်မှာတော့အဲ့ဒီကိစ္စကသူ့အတွက်ကပြဿနာဖြစ်လာနိုင်တယ်လို့ကြွမ်းကျင်တဲ့သူတွေကတော့ခံမှန်းထားကြပါတယ်။ အခုတော့ထရန်ရဲ့သွာလာရေးကိစ္စဘက်ကိုပဲပြန်လဲလိုက်ပါအောင်ပဲတမနာယာရုကမီယိုခင်တော့ငါထရန်ကလေမွန်ကင်နီဒါယာဘလိုမာစီဒီ SLR မက်လာရန်လိုမျိုးအတန်းစုပြီးတော့လူရီအာယုံစိုက်တဲ့ကားတွေကိုအဓိကသုံးဆွဲခဲ့တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတဲဘော့စ်ကိုလည်းမစီလို့ကလည်းရမနေခဲ့ပါဘူးမောင်းရင်တော့လှုပ်ကြံခြင်းလို့ချောင်းနေကြတဲ့သူတွေရဲ့အကြိုက်ဖြစ်သွားခဲ့မှာပါတကယ်တော့ train ရော elon max ရောနေအောင်စလုံးကလူမြင်ခွင့်ရှိထွက်ရတာကိုဝါသနာပါကြပါရီလူတို့ပုံရိပ်ကိုဘလို့အတုံးချရတယ်ဆိုတာကိုလည်းကောင်းကောင်းနားလည်ကြပါရီ ဒါပေမဲ့လည်းခီးသွားတဲ့အချိန်မှာတော့ Elon Musk ကလိုအပ်ပြီး Trump ကတော့ကြီးညာမောင်းခတ်သွားတတ်တာဖြစ်ပါတယ်။တမနာဖြစ်ပြီးနောက်မှာလည်းအဒီလိုစတန်ထွေတဲ့ကိစ္စတွေကရှိနေပါသေးတယ်။လုံခြုံရေးကတော့တင်းတင်းကြပ်ကြပ်ကိုမှအစည်းအဝေးထားကြရတာပါ။ဒီလိုတတိတွေကထိတ်တန်းစင်ကိုရင်တော်တွေကိုလည်းခန့်ထားကြရပါတယ်။အရင်တော့က Elon Musk က bodyguard ၄ယောက်လောက်ပဲရန်ထားတတ်တာပါ။ဒါပေမဲ့လည်း Trump နဲ့တူမဲဆွဲပေးတဲ့အချိန်မှာတော့အယောက်၂၀လောက်ထိကိုမှတိုးခန့်ထားကြရပါ။ပြောမယ်ဆိုရင်တော့နိုင်ငံကောင်းဆောင်တဦးရဲ့အဆောင်မျိုးပါပဲ။ အဲ့ဒီအဖွဲ့ရဲမှတိုက်ခိုက်ကျွမ်းကျင်တဲ့သူတွေဈေးဘက်ဆိုင်ရာကျွမ်းကျင်တဲ့သူတွေကလည်းပေါင်းမှာပါ ರಿ အဲ့ဒီအတွက် Elon Musk ကတနစ်ကိုဒေါ်လာ1ဒရမ4တန်းလောက်300တယ်လို့လည်းသိရပါ ರಿ နောက်ပြီးတော့ Elon Musk ကသူစီးတဲ့ Cyber Truck ကိုတန်ချက်ကကားလူမျိုးဖြစ်အောင်ပြုပြင်ထားခဲ့တာ ဖြစ်ပါ ರಿ နောက်ပြီးတော့ဒစီးရဲသွားတာမျိုးလည်းမဟုတ်ပါဘူး Cyber Truck စီရင်တန်းနဲ့သွားလာတာပဲဖြစ်ပါ ರಿ နောက်ပြီးတော့သူကိုယ်တိုင်ဖောက်လုံနေတဲ့ဦးမလန်ကုံရက်ကနေလည်းအကားခွဲယူပြီးတော့သွားလာတတ်တာဖြစ်ပါ ರಿ Trend ကတော့ပြောစရာကမှမလိုပါဘူး ဓမ္မရဖြစ်နေတဲ့အတွက်သူ့ရဲ့ရင်နှန်းနဲ့ကိုရံတော်ဖွဲကလည်းကဘာထိတ်တန့်တွေကြီးပဲဖြစ်ပါရီအဲ့ဒီရင်နှန်းကိစ္စကိုဒီရဲ့ channel လေးမှာဗီဒီယိုတစ်ပုတ်ကျွန်တော်တင်ထားခဲ့ပူပါရီစိတ်ဝင်စားရဆိုရင်တော့တွားရှာကြည့်ဖို့လည်းတိုက်တွန်းရမှာဖြစ်ပါရီနောက်ဆုံးပြောရမယ်ဆိုရင်တော့ Elon Musk ကလိုဝက်သွားလာပြီးတော့သူ့ရဲ့လုံခြုံရေးကို give site နေတဲ့အချိန်မှာ trend ကတော့လူမြင်ခွင့်မှာထင်ပေါ်အောင်သွားလာပြီး brand ကိုထိန်းသိမ်းနိုင်ဖို့ကြိုးစားနေတာဖြစ်ကြောင်းဝေမျှလိုက်နေဗီဒီယိုလေးကိုလည်းညီကုန်းချုပ်လိုက်ရပါရီခင်ဗျာအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရီ